အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့အခုနောက်ပိုင်း square run နေမှာထင်းရတော်တော်ခတ်နေတဲ့ပဒန်းကိုဘာနဲ့ထင်းလို့ရလဲပဒန်းက roman source ဆို ehb ဘဲ source တော်တော်လေးတင်း5ဗီဒီယိုတွေမှာကောင်းတဲ့ hero တကောင်ဖြစ်လာတာကိုတွေ့ရမှာပါပဒန်းရဲ့ scale 1ဖြစ်တဲ့ win face ကလည်းအနောက်ကနေ chase တဲ့လူတွေအတွက်တော်တော်လေးဒုက္ခရောက်ပါတယ်တူလိုက်ဖမ်းမှုလုံတိုင်း knock back ဖြစ်ဖြစ်သွားပြီးတော့တွေးတဇက်နဲ့လွတ်လွတ်သွားတဲ့အခိုက်အတန့်တွေကိုလည်း brother တို့ကြုံတွေ့ရမှာပါ ပိုဆိုးတာစကေတူဖေ့စ်ဘရိတ်နဲ့ရှီးတက်ပြီးတော့ထွက်ထွက်ပြေးသွားတော့လိုက်တဲ့လူတွေလည်းလောင်လဲလောင်ရတယ်ဗျအဲ့လိုအာယုံနောက်တဲ့ဟီးရိုးကိုထိန်းလို့ကောင်းတဲ့ EHP Fighter 3ကောင်အကြောင်းကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာပဲဖြစ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့အဆုံးထိကြည့်ပေးဖို့ပြောချင်ပါတယ်နံပါတ်1ကတော့ 4VS ပါ 4VS ရဲ့ passive ဖြစ်တဲ့ ဒီမိုနီဖို့စ်ပါပဲဘာပြည့်နေတဲ့အချိန်ဆိုရင်ဗဒန်ဖေ့စ်ဘရိတ်နဲ့ခြံခတ်ပြီးအဒီမိတ်နဲ့မထိုးခင်အချိန်ခဏလေးအတွင်းမှာ OVS ရဲ့ passive basic attack နဲ့တိုက်လိုက်လို့ရပါတယ်။အကယ်လို့အဲ့လိုတိုက်မိသွားတယ်ဆိုရင်ဗဒန်းရောကိုရောနှစ်ကောင်လုံးစက်တန်းသွားမှာဖြစ်ပြီးတော့အကယ်လို့3 man 4 man ဗဒန်းအနေနဲ့ဖမ်းထားတဲ့အချိန်ကြီးမှာဆိုလို့ရှိရင် AD တန်းထိုးလို့မရပဲခဏလေးစက်တန်းသွားမှာဖြစ်ပါတယ်။အဲ့အချိန်မှာဆိုရင်ကိုတင်းမိတ်တွေအနေနဲ့ flicker တွေ blink တွေတုံးပြီးတော့ပြေးဖို့အချိန်ရသွားမှာပါ။ ောက်တစ်ခုက 4VS ရဲ့ Demonic Mark ဒါပဒန်းကိုမိထားမယ်ဆိုရင်ပဒန်းပြေးလေ 4VS ကအနောက်ကနေလိုက်လိုက်လာမှာပါ K5 battery ဖြစ်တော့မယ်ဆိုရင်တော့ 4VS အနေနဲ့ passive bar ကိုပြည့်အောင် ready လုပ်ထားဖို့တော့လိုပါလိမ့်မယ်။အခုကြည့်နေတဲ့ NBA Indo, NBA Philippines အစရှိတဲ့နိုင်ငံတကာ NBA ပွဲစဉ်များ WISE ဘက်မှယူနီဆိုက်ချစွာခံမှန်းကစားနိုင်ပါပြီ။ စိတ်ဝင်စားလို့အကောင့်ဖွင့်နေဆိုလို့ရှိရင်တော့ comment မှာရှိတဲ့ link တွေနဲ့ဆက်သွယ်သွင်းလို့ရတယ်လို့ Telegram မှာ NH Live Wines လို့ share ပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆက်လိုက်ရအောင်နံပါတ်1ကတော့ glue ပါ glue ကပဒန်းနဲ့လိမ့်ထင်းရတဲ့နေရာမှာတူမတာကိုမတာဆိုပေမဲ့တကယ်တကယ်ဗတယ်တွေမှာတော့ပဒန်းကိုခွာဖို့ကအရန်လွယ်ပါတယ်ပဒန်းရဲ့ fish wing ကဇက်တိုက်တုံးလို့ရတာနှစ်ခါပဲရတာဗျ glue ရဲ့ slant slant က ကိုယ်တုံးတက်ရင်တုံးတက်တယ်လို့ဇက်တိုက်လိုက်ပြီးနင်းပြီးတော့ immobilize လုပ်လို့ရပါတယ်။နောက်တစ်ခုကပဒန်း glue matchup ရဲ့ tip and trip တစ်ခုကိုပြောပြပါမယ်။အဲ့ဒါကတော့ပဒန်းက glue spread spread တုံးထားတဲ့ jelly လေးတွေကို face break နဲ့တိုက်မိသွားလို့ရှင်ခြံခတ်ပြီးသားဖြစ်သွားပါတယ်။ခြံက glue ကိုခတ်တာမဟုတ်ဘဲနဲ့ jelly တွေကိုခတ်တဲ့ပုံစံမျိုးကြီးဖြစ်ပြီးတော့ပုံပြတ်ပန်းပြတ်ကြီးဖြစ်သွားတာပါ။အဲ့တော့ပဒန်းပြေးလာရင်ရှေ့ရနေ spread spread နဲ့ဒါခံထားလိုက်လို့ရပါတယ်။ နောက်ဆုံးတစ်ခေါက်ကတော့ဘာစီယာပါ။ဘာစီယာကအမှန်တိုင်းပြောရရင်ဒီမက်တာမှာအကျန်းဆုံး hero တစ်ခေါက်လို့ပြောလို့ရတယ်။ဂျန်ငယ်ပဲဆော့ဆော့ EHP ကို revitalize နဲ့ပဲဆော့ဆော့ဗဒန်စတန်ကုံမှုအစအဆုံးမြင်ရင်တော့မတေဘူးကလုံးဝမလွယ်ပါဘူးတေသွားတယ်ဆိုရင်တော့မ enemy 3ယောက်လောက်ရဲ့ရှိသမျှ spare အကုန်တုံးပြီးတော်တော်တက်ပြီးတော့မှယူရတာပါ ဗရဲမှာ enemy 3ယောက်စပယ်မရှိတော့ရင်ကို့တင်းရသူတွေကဗရဲပြေးဆိုင်လိုက်ရင်အဲ့နေရာမှာနိုင်စရာအကြောင်းမရှိဘူးဗျနောက်ပြီး anti light effect တွေပါပါသေးတာဆိုတော့ဗရန်အနေနဲ့ရှီးလဲအလောက်တက်မှာမဟုတ်တော့ဘူးကဲဒါတော့ဗဒန်းပါလာရင်ထုတ်တင်တဲ့ ESP လိန်နာ၃កောင်ပဲဖြစ်ပါတယ်။ဘရူတို့ရောဗဒန်းပါရင်ဘာနဲ့ထိန်းတာများလဲ။ဗဒန်းစော့ရင်ရောဘယ်ဟီးရိုးကိုအကြောက်ဆုံးလဲ။ comment ထဲမှာရေးခဲ့ကြလို့ရပါတယ်ဗျ။